မျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NTA မိုင်းလာကစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါရယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့မိုင်းလာဒေတာအတွက်လိုအပ်တာတွေကိုလမ်းညွှန်မှာကြားဆောင်ရွက်ပေးစီခြင်းတယ်လို့လည်းဆိုပါရယ်။ဒါအပြင်တခြားဘယ်လက်နက်ကိုင်အဖွဲ့စည်းတခြားဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှမိုင်းလာဒေတာအတွက်မှာလက်ခံထားတာမရှိဘူးလို့လည်းဆိုပါရယ်။မိုင်းလာအဖွဲ့ရဲ့ငင်းချမ်းရေးနဲ့စီလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌဦးစံပေခေါင်းဆောင်တဲ့အဖွဲ့နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တတိကံတိုင်းစစ်တေတာ စစ်ဌာနချုပ်ရွှေတရီကန်ရိတ်တာမှာမနေ့ကတွေ့ဆုံခဲ့ပြီးပြောကြားသွားတာဖြစ်ပါတယ်။ဥဆန်ပိတ်နဲ့အတူဒုတိယဥက္ကဋ္ဌဥဆန်လူဥကြည်မြင့်နဲ့တခြားအဖွဲ့ဝင်တွေလည်းပါဝင်တက်ရောက်ကြပါတယ်။ဗိုလ်ချုပ်မင်းအောင်လိုက်နဲ့မိုင်းလာအဖွဲ့တို့လက်ဆောင်ပစ္စည်းတွေကိုလည်းအပြန်အလှန်လဲလှယ်ကြပါတယ်။အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA မိုင်းလာဟာ UWSA ဝက်ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့အနည်းဆက်ဆုံးမဟာမိတ်အဖွဲ့လည်းဖြစ်ပါတယ်။1989ခုနှစ်ဇွန်လ30ရက်နေ့မှာ ဦးဆိုင်လင်းခေါင်းဆောင်တဲ့အဖွဲ့ဟာဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကံပြီးတော့မိုင်းလားအဖွဲ့အနေနဲ့တီးခြားထူထောင်ခဲ့တာဖြစ်ပါတယ်46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလပူမြို့မှာဒီကနေ့စတင်ကျင်းပနေပါတယ်ဒီဒီချိန်ထိပ်သီးအစည်းအဝေးမှာအမေရိကန်ကအစ်တတုံးမြင့်ပြဋ္ဌာန်းတဲ့အခွန်နှုံးသားတွေနဲ့ပတ်သက်ပြီးတော့အဓိကဆွေးနွေးမှာဖြစ်တယ်လို့လုံခြုံရေးနဲ့ပတ်သက်တဲ့ဆွေးနွေးချက်ကလည်းဦးစားပေးအစီအစဉ်ထဲမှာပါဝင်ပါတယ်အမေရိကန်ရဲ့အခွန်အတုတ် တိုးမြင့်မှုနဲ့ပတ်သက်ပြီးတော့အာဆီယံ17နိုင်ငံစုပေါင်းခုခံကြဖို့အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကတိုက်တွန်းထားပါတယ်။ဒေတာရင်းလှုံ့ဆော်ရေးအကြောင်းဆွေးနွေးကြတဲ့အခါပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အဖွဲ့ဝင်မြန်မာနိုင်ငံအရေးဆွေးနွေးမှုကလည်းအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်နေပါဝင်ပါတယ်။အခုအစည်းအဝေးဟာထိပ်သီးအစည်းအဝေးဖြစ်တဲ့အတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖိတ်ကြားရမှာဖြစ်ပေမဲ့အာနာသိမ့်ပြည်ကလေးကစစ်ကောင်းဆောင်တွေဟာအာဆီယံအစည်းအဝေးကိုတက်ရောက်ခွင့်မရပဲနိုင်ငံရေးနဲ့မဆိုင်တဲ့အရက်ဖက်ခေါင်းဆောင်တွေကိုသာဖိတ်ကြားခဲ့ပါတယ် ခုဒီချိန်မှာတော့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝင်ဥအောင်ကျော်မူကိုတက်ရောက်ခွင့်ပေးထားလို့နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့သူကသာဖိတ်ကြားရမယ်ဆိုတော့မူကိုချိုးဖောက်ထားတယ်ဆိုပြီးတော့ဝေဖန်မှုတွေရှိပါတယ်။နိုင်ငံတကာကတရားစီရင်အရေးယူတာကိုအပြန်အလှန်အကာအကွယ်ပေးဖို့စစ်ကောင်စီနဲ့ရုရှားတို့နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့တယ်လို့ဒီနေ့ထုတ်မြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ်။နှစ်နိုင်ငံကိုစားရုရှားတရားရေးဝန်ကြီး Igor Krasnov နဲ့ စစ်ကောင်စီတရားရုံးဝင်ကြီးနဲ့ရှေ့နေကျုပ်ဖြစ်သူဒေါ်သီယာဦးတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့နှစ်ဦးစလုံးဟာနိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC မှာတရားစွဲဆိုခံထားရသူတွေပါ။ဗိုလ်ချုပ်မင်းအောင်လှိုင်ကို Ranger Genocide လူမျိုးတုံးတပ်ဖြတ်မှုအတွက် ICC ရှေ့နေကျုပ်ကဖန်ဝရန်တောင်းခံထားတာဖြစ်ပြီးတော့ရုရှားသမ္မတဗလာဒီမီယာပူတင်ကိုတော့ယူကရိန်းကိုကျူးကျော်တဲ့အတွက်ဖန်ဝရန်ထုတ်ထားတာဖြစ်ပါတယ်။ လောက်ခတုံးမြင့်ရေတောင်းဆိုသပိတ်မှောက်နေတဲ့ GTIG ခေါင်းဟွာ glory ဆက်ရုံအလုပ်သမားတွေကို လုပ်ငန်းခွင်မဝင်ရောက်လို့ရှိရင်လောက်ခဖြတ်တောင်းမယ်ဆိုပြီးတော့အလုပ်ရှင်ကဖိအားပေးနေပါတယ်ခေါင်းဟွာ glory ဆက်ရုံအလုပ်သမားတွေဟာလောက်ခတုံးမြင့်ရရှိရေးအတွက်တောင်းဆိုဆန္ဒပြနေကြတာအခုဆိုလို့ရှိရင်၄ရက်မြောက်နေဖြစ်ပါတယ်အလုပ်သမားတထောင်ကျော်ဟာမေလ23ရက်နေ့ကလေးကစတင်သပိတ်မှောက်ခဲ့ကြတာပါလက်ရှိအချိန်ထိဆန္ဒပြနေကြတာဟာ GTIG 2 စက်ယုံတစ်ခုတည်းကအလုံသမားတွေဖြစ်ပါတယ်ဒါပေမဲ့စက်ယုံဘက်ကတင်းမာတဲ့သဘောထားကိုကြားသိရပြီးတဲ့နောက်မှာအဲ့ဒီစက်ယုံဝင်အတွက်မှာပဲရှိတဲ့သူတို့နဲ့ဆက်ဆက်တဲ့တခြားမိဖက်စက်ယုံတွေလည်းဒွိမောက်ကြဖို့ပြင်ဆင်နေကြပါတယ်အလုံသမားတွေဟာလက်ရှိတနေ့လောက်ခ6800ကျပ်ပဲရရှိတဲ့ဟာကုန်စည်နှုန်းမြင့်တက်မှုကြောင့်မလောက်မငှဖြစ်လာတဲ့အတွက်ကြောင့်တနေ့လောက်ခချင်း1300အထိပေးဖို့တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်မိဘူးတိုက်ဌာနမှာလောက်ရတဲ့သူတွေကို အပူကံကြီးအတွက်တလ6000ပေးဖို့နဲ့တခြားရက်မှန်ကြီးအချိန်ဖို့လောက်ခတွေပါတိုးပေးဖို့တောင်းဆိုထားပါတယ်။မေလ24ရက်နေ့မှာခုံတမာရီအဖွဲ့ကလာရောက်ညှိနှိုင်းပေမဲ့အလုရှင်ဘက်ကနေကြီး1500ထက်တိုးမပေးနိုင်ဘူးလို့ဆိုတဲ့အတွက်ဆွေးနွေးပွဲပြက်ပြားသွားခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာလုံးဝကိုယူနေပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ သူ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်တဲ့ Truth Social ပေါ်မှာတမရထရမ်ကရေးသားဝေဖန်လိုက်တာပါ။ Ukraine စစ်ပွဲကာလအတွင်းမှာအကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတွေကို Putin ကလုပ်ပြီးတဲ့နောက် Trump ကအခုလိုဝေဖန်လိုက်တာဖြစ်ပြီးသူ့အနေနဲ့ Russia ကိုပိတ်ဆို့ရေးယူမှုတွေတိုးလှုပ်သွားဖို့လဲစစ်စားနေတယ်လို့ဆိုပါတယ်။ Russia ဟာ Ukraine ရဲ့တစိုက်တရေသားကိုလိုချင်နေတာမဟုတ်ဘဲနဲ့ Ukraine တနိုင်ငံလုံးကိုသိမ်းချနေတာလို့သူကခဏခဏပြောခဲ့ကြောင်းအခု Putin ရဲ့လုပ်ရဟာအဲ့ဒီပြောဆိုချက် မှန်ကန်ကြောင်းသက်သေထူနေတာ ဖြစ်တယ်လို့သူကဆိုပါတယ်ဒါပေမဲ့အဲ့ဒါဟာရုရှားကြဆုံကန်းစီဥတည်နေတယ်လို့လည်းသူကဆိုပါတယ်ဒါပေမဲ့သူဟာယူကိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီကိုလည်းစူပူချိန်မောက်လိုက်ပါတယ်ဇလန်စကီပြောနေတဲ့စကားတွေဟာသူ့နိုင်ငံအတွက်အကျိုးမရှိတဲ့စကားတွေပဲလို့သူကဆိုပါတယ်ဇလန်စကီပြောနေတဲ့များဟာပြဿနာတက်မဲ့စကားတွေကြီးပဲဖြစ်တဲ့အတွက်ပဇက်ပိတ်နေတာအကောင်းဆုံးဖြစ်လိမ့်မယ်လို့သူကဆိုပါတယ်။သမ္မတထရန့်ဟာရွေးကောက်ပွဲမဲဆွယ်စဉ်ကသူသမ္မတဖြစ်ရင်ရုရှားယူကရိန်းစစ်ပွဲကိုတရားထက်နဲ့ ရက်အောင်လောက်ပြမယ်လို့ဆိုခဲ့ပါတယ်ဒါပေမဲ့အခုခါသူထင်သလောက်မလွယ်ကူတာကိုဝန်ခံလာရပါပြီဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အနည်းဆုံးပါလက်စတိုင်းအယောက်30သေဆုံးခဲ့ပါတယ်အဲ့ဒီတည်းမှာအစ်မြင့်ကယ်ဆယ်ရေးအရာရှိတယောက်နဲ့သတင်းသမားတယောက်လည်းပါဝင်တယ်လို့ဒေတာအခြေစိုက်ကျမကြီးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။တနင်္ဂနွေနေ့မှာအစ္စရေးစစ်တပ်ဟာဂါဇာတောင်ပိုင်းကခန်းယူနစ်မြောက်ပိုင်းကဂျာပလီယာအလဲပိုင်းကနူဇရီယက်တို့မှာ တိုက်ခိုက်ခဲ့ပြီးစုစုပေါင်း30ကျော်တိုက်ဆုံးခဲ့တာလို့ဆိုပါတယ်တနင်္ဂနွေမနက်ပိုင်းကဂျာဘရီယာကိုတိုက်ခိုက်ရမှာသတင်းတောက်ဟာဆန်ဝါဒါနဲ့သူ့မိသားစုစုဝင်တွေတိုက်ဆုံးခဲ့ပါတယ်နူဇရီယက်ကိုတိုက်ခိုက်ရမှာတော့အရက်ဖက်အဖွဲ့အစည်းဖြစ်တဲ့အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းရဲ့အစစ်မြေကယ်ဆယ်ရေးအရာရှိအာရှာရက်အဘူနာနဲ့သူစနီးတို့တိုက်ဆုံးခဲ့ကြပါတယ်မြင်းကြံမြို့နယ်နဲ့တောင်သာမြို့နယ်အကြားမှာဖြတ်စည်းနေတဲ့စစ်နှုတ်ချောင်းရီကံလုံးပြေလာပြီးတော့ ခီးတဲ့တင်ကားတည်းရေထဲမြုပ်ပါခဲ့ပါတယ်။ရေထဲမြုပ်ပါသွားတဲ့ကားကိုနတ်ဆောင်ရွာသားတွေကလိုက်လံဆဲယူပြီးတော့ကားထဲမှာပါလာသူတွေကိုကယ်တင်ခဲ့ပါတယ်။စနေဝါချောင်းကိုဖျက်သွားတဲ့နေရာတချို့မှာတံတားဆောင်မထားနိုင်သေးပဲချောင်းထဲမှာသာကတရလန်းခင်းပြီးတော့ဖြတ်တန်းသွားလာကြတဲ့အတွက်အခုလိုချောင်းနဲ့ကားမျိုးသွားတာဖြစ်ပါတယ်။စနေဝါချောင်းကမ်းလုံးပြေလာတာမျိုးဟာ9နှစ်10နှစ်ကြာမှတစ်ချိန်လောက်သာဖြစ်တတ်ပါတယ်။စနေဝါချောင်းဟာ ပုံပားတောင်ပေါ်ကစီးဆင်းလာတဲ့ချောင်းငယ်လေးများစွာပေါင်းစုံပြီးတော့ဖြစ်ပေါ်လာတဲ့ချောင်းကြီးဖြစ်ပါတယ်။ချောင်းငယ်69ချောင်းပေါင်းစုံပြီးတော့စီးဆင်းလာတယ်လို့ပြောစမှတ်ပြကြပါတယ်။ချောင်းရဲ့အကျယ်ဟာတမိုင်လောက်ရှိပါတယ်။တချို့ပိုကျယ်တဲ့နေရာတွေမှာဆိုလို့ရှိရင်အကျယ်ဆုံးနေရာတွေမှာဆိုလို့ရှိရင်နှစ်မိုင်နီးပါးအထိကျပါတယ်။အဲဒါကြောင့်စင်တော့ဝချောင်းကန်းလုံးပြေးလာတဲ့အခါမှာကားတွေလှဲတွေပြင်မှာချောင်းအနီးနားမှာစိုက်ပြုတ်ထားတဲ့သီးနှံတွေနဲ့တခါတည်းရန်ချောင်းထဲမှာစိုက်ပြုတ်ထားတဲ့ကြက်သွန်ကင်းတွေပါပွာသွားတတ်ကြပါတယ်။ ဒီနေ့ညနေအတွက်နောက်ဆုံးရသတင်းတွေကိုစူးစိပြီးတော့တင်ပြပေးထားတာဖြစ်ပါတယ်ခင်ဗျာ။